လာရှိတဲ့နေ့ရက်ကလေးဖြစ်ပါစေလို့ဥစွာပထမဆုတောင်းပေးပါရယ်။အမင်္ဂလာအကြောင်းတရားရဲ့နဲ့အတူကတ်ကြီးသုံးပါးတွေကိုရင်ဆိုင်ကြုံတွေ့နေရပြီးဒုက္ခဆင်းရဲခြင်းတွေနဲ့ကြုံတွေ့နေရတဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေကျွန်တော်တို့မြန်မာလူမျိုးတွေလက်ရှိအပူတွေကိုခဝါချနိုင်ပြီးတော့အေဂျင့်ရဲ့သဘောကိုလက်ဝဲပိုင်ဆိုင်နိုင်ပြီးဖြစ်ချင်းပြက်ချင်းသဘောတရားကို တရားနှလုံးသွင်းနိုင်ပြီးတော့အပူတွေရဲ့နောက်မှာတရားသူတရားမြတ်နဲ့အတူ မိမိတို့ရဲ့ပတ်ဝန်းကျင်မှာမိမိကအမျိုးဘာသာသာသနာကိုအကျိုးပြုနိုင်တဲ့သူဒုက္ခတွေတွေကို လက်ကမ်းကြိုဆိုကဲတင်ကူညီပေးနိုင်တော်သူလူနိုင်တန်းနိုင်တော်သူတထေးလေးဦးကဲ့သို့ပေး၍မကုံလူ၍မခံစိတ်ထင်တိုင်းလူနိုင်တန်းနိုင်ပြီးတော့အများအရှိမမမမရက်တီပြီးတစ်တပင်ကောင်းငှက်တောင်းနာဆိုသလို ကိုယ့်ရဲ့ဩဇာအာဏာဖုံးကန်နေတဲ့အတူခொနည်းအသားသမီးကိုအကျိုးပြုနိုင်သောလူသူတော်ကောင်းများဖြစ်ကြပါစေ ရှိနေတဲ့အပူပင်တွေရှိနေတဲ့အခက်အခဲတွေကိုခေါ်ဝါချပြီးနေ့ရက်တိုင်းနေ့ရက်တိုင်းကအေးချမ်းမှုတွေနဲ့အတူ ပီတိပြုံးပန်းဝေစာပြီးစိတ်ချမ်းသာခြင်းကိုယ့်ဤကျမ်းမာခြင်းနဲ့အတူ အမျိုးဘာသာသာသနာကိုလည်းအကျိုးပြုနိုင်ပါစေမိမိကိုယ်တိုင်ကလည်းတရားသူတရားမြတ်ကိုရပါစေမရှိတဲ့စကားကိုမပြောရမကြားရမသိရမဆိုရဘဲကိုယ့်ရဲ့နားထဲမှာ ပြုံးပျော်ရွှင်ခြင်းတာရုခေါ်ခြင်းတရားဒေသနာကိုနာကြားနိုင်ခြင်းကိုကို၌မေတ္တာပို့အမြဝေနိုင်ခြင်းအစရှိတဲ့ဗုဒ္ဓဘာသာရဲ့အနှစ်သာရပြည့်သောအလူဒူးကုသိုလ်ဒူးများနဲ့နေ့ရက်တိုင်းကိုတန်ဖိုးရှိစွာဖြတ်သန်းနိုင်ပါစေလို့ဥစွာပထမကျွန်တော်ခွန်တာချိုကဆုတောင်းမေတ္တာပို့တာပေးပါတယ်ခင်ဗျာကျွန်တော်ကတော့အခုလက်ရှိမှာသာသာပရိသာသမိနဲ့ပတ်သက်တဲ့အဆိုးအကောင် အကျိုးအကြောင်းတွေကိုဟောပြမှာပါလေးလာပိုင်းအတွင်းမှာဇာတာပရိသသမီးတွေကတမူထူးတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာမှာပါ မရရှိသေးတော့လလဘတွေရရှိတတ်တယ်ရမယ်လို့ထင်ထားတဲ့လလဘတွေကလည်းလက်ဝယ်ပိုင်ဆိုင်စေတတ်ပါတယ်လလဘာဆိုရင်ကျွန်တော်တို့လူမျိုးတွေများသောအပြင်ကပတ်စံလို့ရွှေတွေကိုပဲမြင်တယ်။အမှန်တကယ်ကတော့တရားအသည့်တရားတတိနဲ့အတူအချို့သော လူပဝင်းကျင်မှာ ငွေကြေးတွေထက်ပိုပြီးတက်မိုးရှိတဲ့လှလှပါးတွေရှိပါတယ်။ဥပမာကျမ်းမာခြင်းလှလှပါးပဲဖြစ်ဖြစ်ပေါ့နော်။တရားသဘောကိုသိရှိစေတဲ့တရားသူတရားမြတ်ရတဲ့လက်လာပါပဲဖြစ်ဖြစ်ဉာဏ်စဉ်ထူးတွေဝင်တဲ့လက်လာပါပဲဖြစ်ဖြစ်အဲ့ဒါလို့တန်မိုးမဖြတ်နိုင်တဲ့လက်လာပါ အထူးတွေကိုဇာတာပတိသားသမီးတွေကလေးလပိုင်းတချံကာလအခါသမျှမှာ ပိုင်ဆိုင်ရလိမ့်မယ်လို့ပြထားတာပါဗုဒ္ဓဘာသာဝင်တွေနဲ့အခါကြီးရက်ကြီးတွေမှာအလဲအပတ်ပြုတဲ့သူတရားသီတနာအားထုတ်တဲ့သူစီးပွားဥစ္စာရှာတဲ့သူ အပျော်ရှာတဲ့သူ ဆိုပြီးတော့၄မျိုးရှိပါတယ်အလဲအပတ်ပြုတဲ့သူကတော့လက်လေပြီးတော့မှတရားစခန်းတွေဝင်တဲ့သူကိုခေါ်တာပါဒီလိုမျိုးအပျော်သွားပြီးလက်ပတ်ပြီးရေကစားထက်တာကိုပြောတာမဟုတ်ဘူးเนาะလက်လေပြီးတရားစခန်းဝင်တယ်နောက်တစ်ခုကတော့ ကျွန်တော်တို့တရားဒေသနာတွေရှာရတဲ့သူကလည်းတသက်ရှိတယ်အဲ့တော့တကြံကာလအတော်တည်းမှာဇာတာပရိသသမီးတွေကစီပါဥစ္စာရှာတဲ့သူက လွဲရင်ကြံတဲ့လူဒန်းစားတွေအလုံးဟာထူးခြားတဲ့ကံတရားအထောက်အပံ့တွေထူးခြားတဲ့အတိဒရိတွေထူးခြားတဲ့ရလတ်တင်နဲ့ဉာဏ်စဉ်ဓူးတွေကိုရရှိစေတတ်ပါတယ်ဇာတာပရိသသမီးတွေကံကောင်းခြင်းနဲ့ဆိုရင်ဇီးဖြော်ရေဖျားအောင်မကြာခဏကတ်လူပါဇီးသာပတိနဲ့ ပရိစိတ်ပေးပါခင်ဗျာပြီးတော့ဇာတာပရိသသမီးတွေကကံကောင်းခြင်းနဲ့ဆိုရင်ဘဲဥနဲ့မကြီးသီးမဲ့နဲ့ချက်ပြီးတော့ဖုန်ကြီးဆွန်းလောင်းတာလေးကိုကုသိုလ်ပြုစေခြင်းပါလေရွှေလိုရွှေစငွေလောက်ဝေဒနာမြေတံမိုးရှိတဲ့ပစ္စည်းနဲ့ပတ်သက်ပြီးစကားမများရအောင်အောင်တတ်ရှိအောင်လို့ကိုယ့်ရဲ့အိမ်အရှိမအတာအိုးကြိုတဲ့အချိန်မှာအတာအိုးကြိုထားတဲ့ဘေးမှာတရားမင်းကိုရည်စူးပြီးနွားနို့တစ်ခွက်ကပ်ပေးပါတင်းကြံအကြုံနေ အကြနေတင်းချံအတက်နေအဲ့၃ရက်မှာအတာအိုးရဲ့ဘေးလေးမှာ နွားနို့တစ်ခွက်ကတ်လူထားခြင်းအဖြစ်ဇာတာပရိသတ်သမီးတွေနှစ်သက်မှာကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့အတူအနာရောဂါကင်းရှင်းခြင်းဆိုတဲ့ကောင်းကျိုးတွေကို ရရှိစေတတ်ပါတယ်။ဇာတာပရိသတ်သမီးတွေရဲ့ဆွေမျိုးသားချင်းအဝေးမှာရှင်တရင်ကောင်းကြားရမယ်။ငွေလုံးနဲ့ခဲကနေဝင်မယ်။ဘဝမှာပူခဲ့ဘူးတဲ့အပူတွေဟာဒါတွေကအပူမဟုတ်ပါလား။ အေဂျန်ချင်းအစ်စ်တွေကိုငါမကြခင် တွေ့တော့မှာပါလားဆိုတော့အတိတ်တတိတွေရလာပါလိမ့်မယ်ဒီထက်ပို့ပြီးတော့ထူးခြားတာတစ်ခုကကံကံဤအကျိုးတွေကိုကြုံတွေ့ခံစားရလိမ့်မယ်လို့ပြထားတာပါဇီးဖြော်ဤဖျားကိုလူရင်ကံကောင်းမယ်လက်ဖက်ထမင်းလေးလဲမကြခဏဆွတ်တော်တင်စေခြင်းပါတယ် ကိုကိုအပူပေးမဲ့သူတွေရဲ့ရန်ကကင်းဝေးဖို့အတွက်မြတ်စွာဘုရားရှင်ရဲ့ခြေတော်ရင်းကိုနှစ်ဖူးနဲ့တိုက်ပြီးတော့စိန်နာမဏိဂါထာနဲ့ဒေဝပီယနှစ်ချက်ဂါထာလေးတွေကိုရွတ်မယ်ဆိုရင်အပူပေးမဲ့သူတွေရဲ့ရန်ကနေကျင်းလွတ်စေမှာပါ လျောင်းတော်မူဇေဒီတော်မြတ်ကြီးတွေရတ်တော်မူဇေဒီတော်မြတ်ကြီးတွေရဲ့ရက်စွာဖះရှင်ရဲ့ခြေဖွဘွားတော်သူသဖြင့်ခြေမတော်နဲ့ဇာတာပရိသသမီးတွေရဲ့နှစ်ဖူးနဲ့ကိုတိုက်ပြီးတော့စိန်နာမဏိဂါထာနဲ့ဒေဝပီယာနတ်ချက်ဂါထာကိုယွတ်မယ်ဆိုရင်ထူးခြားတဲ့အာနိသင်တွေကိုကြုံတွေ့ရပြီးအပူတွေကိုငိမ့်စေမယ်လို့ပြထားတာပါလေးလာပိုင်းမှာဇာတာပရိသသမီးတွေအတွက်ထူးခြားတဲ့ဖြစ်စဉ်၄ခုရှိတယ်နံပါတ်၁ကအိုးအိမ်မြေယာရွှေငွေနဲ့ပတ်သက်ပြီးတော့လက်လာဘရတာမျိုး ပတ်စံရတာမျိုးတံမိုးကြည့်တာမျိုးကိုကြုံတွေ့ရတတ်တယ်။နံပါတ်၄ကမိမိရဲ့ပတ်ဝန်းကျင်မှာမထင်မှတ်ဖဲမိမိကငွေအထုတ်လက်အထက်လိုက်ကင်ပြီးလူနိုင်တန်းနိုင်တာမျိုးအမျိုးဘာသာသာသနာနဲ့အတူကိုယ့်ရဲ့တန်တရာအတွက်တံမိုးရှိတဲ့ကုသိုလ်ကောင်းမှုတွေကို လုပ်နိုင်တာမျိုးကြုံတွေ့ရတတ်ပါတယ်။နံပါတ်၃ကကြတော့အင်္ဂါနံစက်ပစ္စည်းသို့မဟုတ်အင်္ဂါနံနဲ့ပတ်သက်တဲ့သတင်းကောင်းတစ်ခုခုကိုကြားရတတ်ပါတယ်။နံပါတ်၄ကတော့တင်းကြံအတွင်းမှာ ထူးခြားတဲ့ရလတ်ထူးခြားတဲ့ပျော်ရွှင်မှုထူးခြားတဲ့အာနိသင်နဲ့အတူထူးခြားတဲ့အတိတ်တတိတွေကိုရရှိစေတတ်ပါလေဇာတာပရိသသမီးတို့ဆိုးနိုင်တဲ့အရာကသုံးခုရှိပါတယ်အခါကြီးရကြီးလေးတွေမှာမထမတ်ဖဲလေထိုးလေအောင်တာမျိုးလေးတွေဝမ်းပွားတာလေးတွေအစာမားတာမျိုးလေးတွေနှလုံးတုံရင်ခုန်မှုမောတာမျိုးလေးတွေဖြစ်စေတတ်ပါတယ်ကိုယ့်ရဲ့သားသမီးမိသားစုဝင်တွေကတယောက်က ရုတ်တရက်ပြောလိုက်တဲ့စကားကရင်ဝါကိုစောင့်ကန်တယ်လို့ဖြစ်ပြီးမျက်ရည်ကျရတာမျိုးအပူဖြစ်ရတာမျိုးတွေဖြစ်စေတတ်ပါလေကိုယ်နဲ့ပတ်သက်ထားတဲ့လူတချို့ရဲ့မယိုးသားတဲ့အကြံကို သိရပြီးစိတ်မကောင်းဖြစ်ရတာမျိုးတွေဖြစ်စေတတ်ပါလေဒါတော့ပါပဲကျန်တာကတော့ဇာတာပရိသသမီးတွေကလည်းကောင်းတဲ့ပါရှိနေပါတယ်။ရောင်ရည်ဝယ်ရေးလုပ်တဲ့ဇာတာပရိသသမီးတွေရောင်းဝယ်ကောင်းကျင်တယ်ဆိုရင်ကတော့ဇီးသားလက်တစ်စစ်ကိုစောင့်ထားပေးပါ။ဌာနပိုင်းဆိုင်ရာမှာလက္ခဏာစာလုပ်နေတဲ့ဇာတာပရိသသမီးတွေကံကောင်းကျင်တယ်ဆိုရင်ကတော့ ပေါပေါဆုတ်ဖျားကုန်မကြာခဏလူပေးပါလူပြိုလူလွတ်ကြာသာပရိသတ်သမီးတွေစမ်းကောင်းကျင်နေဆိုရင်ရတော့ပြားရီဖုန်ကြီးလူပေးပါခင်ဗျာအိမ်တော်တဲ့ကြာသာပရိသတ်သမီးတွေအိမ်တော်ကြီးအဆင်ပြေပြီးတော့ကိုယ်ကိုယ့်ရဲ့အိမ်တော်ဘက်ကချစ်ခင်မျက်နှာတွေ့တာချင်းကိုခံရတယ်ဆိုရင်တော့ဖုန်ကြီးเจ้าမှာကူလီစေးပေးတာမျိုး ပြုဖို့လိုအပ်ပါတယ်။ဇာတာပရိသသမီးနဲ့အတူခုနှစ်ရက်သသမီးအပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်ပြည့်စုံပြီးစီးပွားဥစ္စာဒီလာ တိုတက်၍ရင်ဝယ်ရှိသောတောကတွေကိုခွာချနိုင်ပြီးနေ့ရက်တိုင်းဟာထူးခြားကောင်းမွန်သောနေ့ရက်တွေနဲ့အတူသာသနာပြုနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေဖြစ်ကြပါစေသားခင်ဗျာ။အားလုံးကိုကျေးဇူးအများကြီးအများကြီးတင်ပါတယ်ခင်ဗျာ။